မင်္ဂလာပါရှင်ဒီကမှာတော့ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့လေကောက်မှာရှိတဲ့ French Quarter ကိုကျွန်မကဘတ်စကားစီပြီးသွားရောက်လေပတ်ခဲ့တာလေးမိတ်ဆွေတို့ကိုမျှဝေပေးမှာဖြစ်ပါတယ်ပထမဆုံးကတော့မနေ့စလေးတဲ့အရင်စားတာပေါ့နော်ဒါဆိုရင်ဘတ်စကားမတိုင်မှာပဲစားခဲ့တယ်မနေ့စလေးအပြင်နဲ့ကျွန်မကဘတ်စကားစီဖို့အတွက်မတိုင်မှာသဆောင်နေရပေါ့နော်ဒီတော့ဘတ်စကားစီရဲ့ခါကြလို့ရှိရင်လက်မှတ်တွေဖြည့်ရတာဖြစ်ပါတယ်ဒါဆိုရင် ကျမစီခဲ့တဲ့ပတ်စကလက်မှတ်ပေါ့နော်လူတကူလူတူဆိုလို့ရှင်ပြန်နိုင်ွေဒါသောင်းသုံးအဲ့လိုမျိုးပေးရတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုဒီနေရာမှာပြပြကျင်တာကတော့ကျမတို့နေထိုင်တဲ့နေရာကနေဒီ fresh quota ကိုသွားမယ်ဆိုလို့ရှင်တော့အာဘတ်စကနဲ့သွားမယ်ဆိုရင်မိနစ်30ကနေ35မိနစ်ဒီလိုမျိုးအချိန်ပေးပြီးသွားရတာဖြစ်ပါတယ်ရှင်ဒီနေရာမှာနောက်တစ်ခုပြောပြလိုတာကတော့ French Quarter ကိုကျွန်မသွားကျင်တဲ့အကြောင်းရင်းကတော့ အကြောင်းပြချက်ရှိရအရကပါလေဆိုလို့ရှင် French Quarter မှာဆိုရင်သူကဒီပင်သစ်ပီတုကအဆောက်အဟောင်းတွေကိုယခုချိန်ထိတိုင်လဲအမြင်တွေ့နိုင်တယ်လို့ယခုချိန်ထိတိုင်လဲအသုံးပြကြတယ်ဆိုတာလေးကိုဟိုတတိထာမီတွေအတွက်ကြောင့်တွားရောက်လေပတ်ခဲ့ခြင်းဖြစ်ပါတယ်ရှင်ပြီးတော့ကျမအဆင်းခဲ့တဲ့ ADD DR ဆိုရင်ကျမအဆင်းခဲ့တဲ့ Pascal မတိုင်ကနေ fresh ကွာတော့သွားမယ်လမ်းကြောင်းပေါ့နော်အဲ့ဒီနေရာမှာနှစ်မိနစ်သုံးမိနစ်လောက်လမ်းလျှောက်လမ်းတွေလျှောက်ရသေးတယ်လမ်းလျှောက်တယ်ဆိုတော့သူကလူကူမင်းကြားတွေဟိုကွေ့တီကွေ့ပေါ့နော်အဲ့လိုမျိုးကွေ့ကွေ့သွားတယ်ကွေ့သွားပြီးပြီဆိုရင်နောက်ဆုံး fresh กว่าตายောက်ပြီးဆိုရင်ねဒါတွေဆိုလို့ရှိရင်မြင်ရတဲ့မြင်ကွင်းလေးတွေပေါ့เนาะအဓိကတော့ဒီမှာကျွန်မပြောပြချင်တာကတော့ဒီပြင်တစ်တွေရဲ့ပြီးတုကာဆန်တဲ့အဆောက်အဦဟောင်းတွေကိုယခုအချိန်ထိတိုင်းဒီ fresh กว่าตาမှာမြင်တွေ့နိုင်တယ်ဆိုတာလေးကိုမျှဝေပေးခြင်းတွေအတွက်ကြောင့် ဒီဗီဒီယိုလေးကိုကြိုးစားပြီးဖန်တီးထားခြင်းတာဖြစ်ပါတယ်။ဒီနေရာမှာပထမအဆုံးကျွန်မအမြင်ခဲ့တာကတော့ဒီအဆောက်အဟောင်ပေါ့နော်။ဒါလေးကတော့ Hanoi Opera House လို့ခေါ်တဲ့အဆောက်အဟောင်ဖြစ်ပြီးမှစတင်ဆောက်လုပ်ခဲ့တာကတော့1900တင်မှာစတင်တင်ဆောက်ခဲ့တယ်။ပြီးစီးတာကတော့1917မှာပြီးစီးပြီးမှသူတို့စတင်အသုံးပြုခဲ့တယ်လို့သိရပါတယ်။ဒီတော့ယခုအချိန်ထိတိုင်လဲဒီ Hanoi Opera House ဆိုတဲ့ဒီနေရာမှာကန္နဝင်သေးတဲ့ချင်းတွေတည်ဆုပ်ဖြုတ်ဖြေတဲ့ အစီအစဉ်တွေလည်းယခုချိန်ထိတိုင်လည်းရှိတယ်ဒါမျိုးလေးပေါ့နော်ဒါတော့ Opera House လို့ခေါ်ရနေရဖြစ်ပါလေ ရမ်းလာတဲ့ရှေ့ရနဲ့ရိုက်ထားတဲ့ပုံလေးအများကြီးပြထားပါဒါဆိုလို့ရှိရင် Hanoi Opera House ကိုရှေ့ဘက်ပိုင်းကနေအနီးကမြင်ရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်ရှင်။ဒီ Opera House ကဘာဖြစ်လို့နာမည်ကြီးရလဲဆိုရင်ပင်တိပိတုကလက်ရာတွေကိုယခုချိန်ထိတိုင်မြင်တွေ့နိုင်တာဖြစ်တယ်လို့ကန်နဝင်သိတဲ့ချင်းတွေကိုဆိုလို့ရှိရင်လည်းသူရဲ့အချိန်ဆရာနဲ့တူသွားရောက်ကြည့်ရှုနားထောင်လို့ရတဲ့အစီအစဉ်တွေဒီအဆောက်အဦထဲမှာရှိတယ်ပေါ့နော်။ပြီးတော့နောက်တစ်ခုပြောပြချင်တာကတော့ ကဘာလေးခီးသွားတယ်ကတော့ဒီဗီယက်နမ်နိုင်ငံဟနွိုင်းကို လာရောက်လေပတ်ပြီဆိုရင် French Quarter မှာရှိတဲ့ဒီပင်တဲ့အဆောက်အဦဟောင်းတွေကိုလာရောက်ကြည့်ရှုရတာဂျိုင်းနီတက်တဲ့သူအမှုပညာပြည်သူကလည်းရတယ်စိတ်ဝင်စားပြီးတံပေါ်ထားတဲ့သူဆိုရင်ဒီနေရာကိုဒီ French Quarter ကိုလုံးဝလက်လွတ်မခံတာပေါ့နော်ဒါဆိုရင်ဒီ Opera House ရဲ့ဘေးဘက်ကနေမြင်ရတဲ့မြင်ကွင်းအဆောက်အဦကတော့အရန်ကိုထိဝါတယ်ခဏရတယ်အဲ့လိုမျိုးပေါ့နော် ဒါကတော့ရှေ့ဘက်ပိုင်းကနေမြင်ရတဲ့လမ်းစုံလမ်းခွာမှာမြင်ရတဲ့မြင်ကွင်းဒီနားတွိုက်မှာဆိုပန်းချံတွေပါတယ်ရှိတယ်ကော်ဖီဆိုင်တွေလည်းများရှိတယ်ကျမတို့တနေကွန်အဲ့ဒီနားတွိုက်မှာပဲလမ်းပတ်လျှောက်တာပေါ့နော်လမ်းလျှောက်တယ်လမ်းလျှောက်ပြီးလို့ရှိရင်ဟိုကြည့်ကြည့်ရှိပြီးလို့ရှိရင်ကိုစိတ်ဝင်စားတဲ့အကြောင်းအရာလေးမြင်မြင်ခဲ့တဲ့အရန်လာတဲ့စောက်ဟောင်းတွေမြင်ပြီးဆိုလို့ရှိရင်ဒါလေးအမှတ်တရအနေနဲ့တပုံလေးရိုက်ပြီးမှဒီလိုမျိုးမိတ်ဆွေတို့ကိုလည်းညဝေလုံးလေးအတွက်ဖန်တီးထားခြင်းတာဖြစ်ပါတယ်ရှင် ဒီနေရာမှာ Hanoi Opera House ရဲ့နောက်ဘက်ကိုလမ်းလေး9မိနစ်လောက်ရှောက်လိုက်ပြီဆိုရင်ဒီတခြားရော museum တွေကိုလည်းတွားရောက်လေပတ်လို့ရတယ်ဒါမျိုးလေးရှိရပေါ့နော်ဒါကတော့ French Quarter မှာဆိုရင် Pinti Biduka အဆောက်အဦးဟောင်းတွေကိုအများကြီးအားရပါရ တွားရောက်ကြည့်ရှုလို့ရတဲ့နေရာလေးဖြစ်တယ်ပြီးတော့ဒါကတော့ Vietnam National Museums of History ဆိုပြီးမှသူတို့တွေပြန်ပြီးမှအာယခုချိန်ထိတောင်အသုံးပြုထားတဲ့တွေပင်တူပီတူကအဆောက်အဦဟောင်းနေဖြစ်ပါတယ်ဒီအဆောက်အဦဆိုလို့ရှင်လည်းကြိုးရလေအရန်လာတယ်ဘေးကနေပဲជីជីရှေ့ကနေပဲជីជីတော်တော်လေးလာတယ်ဒါမျိုးတွေပေါ့နော်အာဒါကတော့ဘေးကနေမြင်ရတဲ့မြင်ကွင်းကျွန်မအတန်းအဆုံစူးစမ်းပြီးရိုက်ကူးမျှဝေထားခြင်းကြဖြစ်ပါတယ်ဒါကတော့ရှေ့ဘက်နားကနေမြင်ရတဲ့မြင်ကွင်းလေးတွေပေါ့နော်ဟိုပြီးတော့ ဒီနားတွိုင်းမှာဆိုရင်ဒီဘတ်စကားတွေရက်တဲ့နေရာနိုင်ရှိရအဲ့ဒီဒါဗီယက်နမ်တွေရဲ့ဒီသူကအာပတ်လစ်ဆာ transport ဆိုပြီးမှအဲ့လိုမျိုးပေါ့နော် public transport ဆို bus stop ဆိုပြီးမှအဲ့လိုပြောကြတယ်အဲဒီနားတွိုင်းမှာကျွန်မဘာဖြစ်လို့မျက်ဝေထားတာလဲဆိုရင်ဒီလမ်းမကြီးရဲ့အဲချားတစ်ဘက်မှာဆိုအုံနိုင်ရံတွေရှိရအဲ့ဒီအဲ့ဒီနိုင်ရံတွေမှာသူတို့ပုံနဲ့အရန်လောင်ဆွဲထားတာရှိတာမျိုးလေးပြီးတော့ဒါကတော့အဲ့ဒီနားတွိုင်းမှာရှိတဲ့အဆောက်အဦဒါဆိုလို့ရှိရင်လည်းပြင်သစ် ပြီးတုကလက်ရာအာအငွေအတွက်တွေရှိတဲ့အဆောက်အဦတွေလို့ပြောရမှာပေါ့နော်အခုချိန်ထိသူတို့တွေကစနစ်တကျပြန်လေထိန်းသိမ်းထားတယ်ပြီးတော့ဆေးရပါအရောင်တွေလည်းပြန်တင်ပြီးမှအလိုမျိုးပြန်ပြီးထိန်းသိမ်းထားတာလေးမြင်ခဲ့တာပေါ့နော်ဒါကတော့ကျွန်မသွားရင်းနဲ့သွားခဲ့တဲ့နေ့တော့ကမြင်ခဲ့တာလေးပြီးတော့အဲ့ဒီနာသွိုက်မှာဘာလဲရှိသေးတာလဲဆိုလို့ရှင်ဗီယက်နမ်တွေအရန်လေးစားရတယ်သူတို့ရဲ့တမတ အာဟိုချီမင်းစီးခဲ့တဲ့ကာပြတ်သားထားတဲ့ပြတ်တိုက်တွေရှိပါတယ်။အဲ့ဒီပြတ်တိုက်ရှင်မှာကျမရောက်ခဲ့စီလောင်းကရေကူထားတာလေးပေါ့နော်။အဲအဲ့ဒီပြတ်တိုက်တဲ့ဟိုတော့ကျမနှစ်ခါသုံးခါပါသွားရလေပတ်ခဲ့ပြီးပြီဒီတော့ပြတ်တိုက်အသေးရောမဟုတ်ဘူးတော့အပြင်မှာပဲခဏလေးသွားထိုင်နေပြီးတော့ဒါလေးပေါ့နော်မတ်တရနေနဲ့တို့တို့အဆောက်အဦတွေအရန်လာတာလေးကိုပြတ်တချင်တဲ့အတွက်ကြောင့်မစ်ဆွေတို့ကိုတတ်နိုင်ဆုံးကျမ EK တို့ပြန်လည်းမျှဝေထားခြင်းကြဖြစ်ပါတယ်ဒါကတော့ ြင်တစ်တွေရဲ့ B2 ကအမှုပညာလက်ရာတွေအဲကိုမြင်တွေ့နိုင်တဲ့ပြည်နယ်နိုင်ငံဟာနွိုင်းမြို့လေကောင်က French Quarter မှာရှိတဲ့အဆောက်အဦတွေဖြစ်ပါတယ်ရှင်။ဒါကတော့ပြန်န်တွေလေးစားရတဲ့တမဒကြီးဟိုချီမင်းစီကေတဲ့ကားကိုဤကေတို့မန်ပောင်းလေးနဲ့စနစ်တကျထိမ့်သိမ့်ပြီးမှပြတ်တိုက်ရှိမှဒီလိုမျိုးပြတ်တာထားတာပေါ့နော်။ကဘာလေးခေသွားတယ်လာပြီဆိုလို့ရှင်တဲ့ ဒီနေရာတွေကိုစိတ်ဝင်စားလာရောက်ကြည့်ရှုလေးပတ်ကြတာတွေရှိပါတယ်ဒီလိုမျိုးတွေပေါ့နော်ဒါကတော့ကျမစူးစမ်းပြီးရိုက်ကူးမြောက်ဝေထားခြင်းသာဖြစ်ပါတယ်အဲအဲ့ဒီပြတ်တိုက်အဲအဲ့ဒီပြတ်အဲဒီကားပြတ်တထားတဲ့ပြတ်တိုက်ဆိုလို့ရှိရင်အရန်လာတယ်ဒါဆိုရင်ပြင်းတိဘီတုကအဆအဦးတွေဖြစ်တယ်လို့တည်ရပါတယ်ဒီနားတွိုင်းမှာဆိုရင်စားတော့ဆိုင်တွေလည်းရှိတယ်အဲ့ဒီစားတော့ဆိုင်တွေဆိုလို့ရှိရင်ဟိုဆိုင်တွေဆိုတော့ချို့အဆအဦးဟောင်းနေအောက်မှာလို့ဖိတ်ထားတာပေါ့နော်ဒါကတော့ အဲ၃ဘိန်းလို့ပြောမလားအဲ့ဒီ၃ဘိန်းလေးလည်းအပြိုပတ်စီလို့ရတယ်ဒါမျိုးလေဒါကတော့ရှေ့နာတဝိုင်မှာမြင်ရတယ်ပန်းချံမှာကျမခေတာခဏနားတယ်ဒီနားမှာပန်းချံမှာခဏနားပြီးလို့ရှင်အခြားလမ်းတစ်ဖက်မှာဆိုရင်တော့ကော်ဖီဆိုင်ကိုရှိတဲ့ဘက်ကိုကျမလမ်းပြန်လျှောက်ခဲ့တာဒါဆိုရင်ကော်ဖီဆိုင်ရှိတဲ့ဘက်ကိုကျမလမ်းလျှောက်ရင်းနဲ့မြင်ခဲ့တယ်မြင်ကွင်းပေါ့နော်လမ်းတစ်လျှောက်ဆိုရင်တော့ဆိုင်ကယ်လေးဆိုလို့ရှင်ဒီလိုမျိုးတသက်ရရစီးထားတယ်ဆိုင်ကယ်ဆောင်တဲ့လူတွေလူတွေလည်းတည်တံ့ရှိတယ်ဒါမျိုးပဲပေါ့နော်ဒါကတော့ ဒီပြင်တစ်အဆောက်အဦဟောင်းတွေရဲ့အောက်မှာဆိုရင်ကော်ဖီဆိုင်တွေဖွင့်ထားတဲ့နေရာနာတဝိုက်ကိုရောက်ရှိခဲ့တဲ့အချိန်မှာရေကူးထားတာလေးမျှဝေထားတာဖြစ်ပါတယ်ဒီအဆောက်အဦတွေဆိုလို့ရှင်လဲဒါပြင်တစ်ဘီတုကာတွေနဲ့တိဆောက်ထားတဲ့အဆောက်အဦဟောင်းတွေဖြစ်တယ်ယခုချိန်ထိတန်တဲ့သူတို့တွေကစဉ်တကြပြန်လေးထိမ့်သိမ်းထားတယ်ဒါကတော့အရှိကိုအရှိတိုင်းထိမ့်သိမ်းထားတဲ့တဘောတရားလေးပေါ့နော်ဒါကတော့အာဒီအေဘီတုကာတွေကိုမျက်နှာတန်ဖိုးထားတဲ့သူတွေဆိုလို့ရှင်ဒါတွေကို အမျက်တနိုးနဲ့လာရောက်ကြည့်ရှုကြတာဖြစ်တယ်လို့လည်းတည်ရပါတယ်။ကျမကတော့ဒီနားတဝိုင်းမှာခဏတော့အာလေပတ်တာပေါ့နော်။လမ်းလျှောက်တယ်လမ်းလျှောက်ပြီးပြီဆိုလို့ရှင်အဲဒါကတော့ပြန်တဲ့လမ်းကျော်လမ်းတစ်လျှောက်မှမြင်ခဲ့တာလေတရားရယ်ဆိုလို့ရှင်အဲလမ်းစုံလမ်းခွာတွေမှာပေါ့ဆိုလို့ရှင်တော့ဒါလိုမျိုးပေါ့နော်။ပြီးတော့နောက်တစ်ခုပြောပြလို့တာကတော့ဒီနေရာမှာအဲ ဒီယခုကျွန်မဒီနေ့မျှဝေထားတဲ့ဒီနေရာကတော့ဒီ French Quarter ဆိုပေမဲ့လည်းနေရာမစုံသေးဘူးလို့ပြောရမှာပေါ့နော်။တနေရာလေးပဲရှိသေးတယ်။ဒါဆိုလို့ပြောမှစတခွက်လောက်ပဲရှိသေးတယ်။ဒီချက်အများရှိသေးတယ်ဒါမျိုးလေးပေါ့နော်။ဒါကတော့ဒီဆွမ်းနာကကျွန်မပြောပြတဲ့၃ဘိန်းလေးရဲ့အလိုမျိုးဇာဘိန်းလေးလိုက်ပြီးမှပျော်လိုက်စီကြတာကဘာလိုက်ခီးသွားတယ်ဒီလိုမျိုးပေါ့နော်။အဖွဲလိုက်အုပ်စုလိုက်အလိုမျိုးဒါစီကြတာ။ညင်ခဲ့တာလေးတွေမျှဝေထားခြင်းကြဖြစ်ပါတယ်။ဒီနာတဝိုက်မှာ ဘာတွေရှိသေးတာလဲဆိုရင်စိတ်ဝင်စားစရာအကောင်းဆုံးကတော့အရင်တော့ပုံလေးတွေကိုဒီလိုမျိုးပြတ်တာထားတာပေါ့နော်ဒါကတော့သူကဒီ gallery လို့ခေါ်ရမလားဟာသူက image show ဆိုပြီးမှလည်းခေါ်ကြတယ်ပုံလေးတွေကိုသူအရင်တော့ကပုံလေးတွေပေါ့နော်အရင်တော့ဒီ hanwai မျိုးရေပုံလေးတွေဓာတ်ပုံလေးတွေမတန်လေးတွေကိုသူတို့တွေဒီပုံနဲ့တကွစာရရေးတာပြီးမှပြတ်တာထားတဲ့နေရာဖြစ်ပါလေရှင် ကုန်ပွေတာရမ်းလာတယ်သူကလေဒီနားမှာဆိုလို့ရှိရင်ဘာလို့ရှိရတယ်ဆိုတော့မြို့ရင်းမှာတော့အရင်မြို့ဟောင်းက ိုရိတ်လေးတွေပုံထောင်းလို့မပေါင်းလေးကောင်းကောင်းလေးတွင်ပြမှာလို့ကတ်တော့ခါရှင်းမိုက်ပြတ်ဒီနေရာမှာပါတယ်ရှိရလဲဆိုရင် အရင်ခေတုန်းကသူတို့တွေရဲ့ပုံလေးတွေပေါ့နော်ဓာတ်ပုံတွေရောဆိုရင်သူတို့စနစ်တကျပြန်လေးထိမ့်သိမ့်ပြီးမှစာလေးနေတကွအเจ้าရာလေးတွေကိုလေတိတိကျကျလေးရေးပြီးမှပြသထားတာဖြစ်ပါလေရှင် ဒီနေရာမှာဘာတွေရောမြင်တွေ့နိုင်တာလဲဆိုလို့ရှိရင်ဟန်ဝိုင်းမြို့ရဲ့မြေပုံလေးတွေကိုလည်းတို့တွေတသေးချာချာလေးအဆင်ဆင်ဘယ်လိုမျိုးဆွဲလာတယ်ဆိုတာလေးတွေအထင်ကြီးနေရာလေးတွေဒါလေးပြသထားတာပေါ့နော်ဒါကတော့အဲနာအဲ့ဒီနာတွိုင်းမှာမြင်ခဲ့တဲ့အဆောက်အဦတွေဒါတွေဆိုလို့ရှိရင်ရှေးဟောင်းဆောက်အဦတွေဖြစ်တယ်လို့တည်ရပါတယ်ကျွန်မဒါကတော့ကျွန်မအပြန်မှာအမြင်ခဲ့တာလေးပေါ့နော်ဒါဆိုလို့ရှိရင်ပြင်သစ်အဆောက်အဦဟောင်းတွေဖြစ်တယ်လို့တည်ရပါတယ်ရှင် ဒီဆောက်ဦးတွေဆိုရင်တို့ရောလေးပြန်ပြီးမှထိမ့်သိမ့်တယ်မိုးမှန်ဖို့အတွက်ပြန်လေးပြုတ်ပြင်းနေနေစေးကာလာပေါ့နော်ကျမတော့ဒါကတော့အပြန်ပါဆိုရင်ဒီနားတွိုင်းမှာ coffee ဆိုင်ရှိရဒါကတော့ကျမတောက်ခဲ့တဲ့ black robuster ပေါ့နော် coffee တစ်ခွက်တောက်တယ်ပြီးရင်အဲ bus ကလေးစီပြီးမှအိမ်ပြန်တယ်ဒါမျိုးလေးဖြစ်ပါတယ်ရှင်ကဲကျမရဲ့ video လေးတွေစုံတီဝင်ရောက်ကြည့်ရှုပေးတယ်မစရာလုံးကိုသူပဲကျေးဇူးတင်ရှိပါတယ်ရှင်